်ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်တောင်တန်းနေပင်ဒရိုဘင်ခိုင်နက်ချောက်စရီမြို့နေဂါဂျာပေါ်နီယာကျေးရွာကတိုင်းနယ်အမျိုးသမီး၃ဦးကိုအာဆာအဖွဲ့ကဖမ်းဆီးနှိပ်စက်မှုတွေပြုလုပ်ခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံဒေသရင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Hillboy မှာရုပ်သံထဲတကွဖော်ပြထားပါတယ်။အဲ့ဒီအမျိုးသမီး၃ဦးကတော့ဒေါ်အောင်ကြစိန်အသက်60ဒေါ်မလာပူအသက်45နှစ်နဲ့ဒေါ်မလာရှေ52နှစ်တို့ဖြစ်ကြပါတယ်။ အဲ့ဒီအမျိုးသမီး၃ဦးဟာနိုဝင်ဘာလ25ရက်နေ့မနက်7:00နာရီလောက်မှာဂါဂျာပေါ်နီယာကျေးရွာရဲ့အရှိဘက်ကိုက်နေရအကွာကစမ်းရှောင်းတစ်ခုကိုရေရှိုးဖို့သွားစဉ်အာဆာလက်နက်ကင်တွေကဖမ်းဆီးပြီးတနေကုန်ရှုံနောင်ထားခဲ့တာဖြစ်ပါတယ်။သူတို့ကိုညှဉ်းပန်းနှိပ်စက်ခဲ့ပြီးတဲ့နောက်အာဆာစစ်သွေးကြွအကြမ်းဖက်သမားတွေဟာညနေပိုင်းမှာပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။ပြန်ပေးဆွဲသူအာဆာအဖွဲ့ဝင်ဟာ10ဦးလောက်ရှိပြီးတော့သူတို့လက်ထဲမှာ အော်တိုမောင်းပြန်ရိုင်ဖေတနက်နှစ်လက်ကိုကင်ဆောင်ထားတယ်လို့အဖမ်းခံရတဲ့အမျိုးသမီးတွေကိုကိုကားပြီးသတင်းမှဖော်ပြပါရယ်။ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာသူ့နိုင်ငံသားတွေကိုအာဆာအဖွဲ့ကဖမ်းဆီးပြန်ပေးဆွေးမုံတွေနှိပ်စက်မုံတွေဆက်တိုက်ရှိနေပြီးတော့အခုအချိန်အထိပျောက်ဆုံးနေတဲ့သူတွေလည်းရှိနေပေမဲ့တစုံတရာထိရောက်တဲ့အရေးယူမှုတွေမရှိသေးဘူးလို့သိရပါရယ်။